င်္ဂလာပါရှင် ကျမတို့ရဲ့မိုးလေဝသသတင်းချန်နယ်လေးကကြိုဆိုလိုက်ပါတယ်။နောက်24နာရီအတွင်းဆိုင်ကလုံးမုန်တိုင်းဖြစ်နိုင်ခြေနဲ့ဟုဖော်ပြထားကြောင်းတွေ့ရပြီး ထုတ်ပြန်ချက်မှအသေးစိတ်ရှင်းလင်းချက်များကိုပုံများတွင် ဖော်ပြထားပါသည်။မြန်မာနိုင်ငံဘက်သို့ဥတီရွေလျားနိုင်ခြေရောနေသွားတော်လဲအနောက်တောင်ဘက်မှလေစီးကြောင်းကတဲဆောင်လာမိမိုးတိမ်များနှင့် လေပြင်းအားနည်းရဝန်း၏ အချိန်တည်ရောက်မှုကြောင့်ဧပြီလ9ရက်မှ14ရက်အတွင်းရခိုင်ပြည်နယ်မြောက်ပိုင်းချင်းပြည်နယ်ကချင်ပြည်နယ်မကွေးတိုင်းပဲခူးတိုင်းဧရာဝတီတိုင်းရန်ကုန်တိုင်းတနင်္သာရီတိုင်းမွန်ပြည်နယ်ကရင်ပြည်နယ်ကယားပင်နယ်နေပြည်တော်ရှမ်းပြည်နယ်တောင်ပိုင်းနှင့်အရှေ့ပိုင်းမန္တလေးတိုင်းစကိုင်းတိုင်းတောင်ပိုင်းတို့တွင် နေရာကွက်ကြားမှ နေရာစိတ်စိတ်မိုးထစ်ချုံရွာနိုင်ပြီးလေပြင်းတနအီ15မိုင်မှ28မိုင်အထိတိုက်နိုင်ပါသည် အားပြောတဲ့လာနီညာဆက်လက်ဖြစ်ပေါ်နေတဲ့အခြေအနေကြောင့်အရှိလေစီကြောင့်အားကောင်းနေတာလည်းတွေ့ရပါမယ်။လက်ရှိအချိန်မှာဆက်ပြီးဖြစ်လာနိုင်တဲ့လေဖိအားနည်းရဝန်းရဲ့အချိန်တက်ရောက်မှုကဧပြီလအတွင်း9ရက်7 10 2 34 45နေ့တွေမှာရခိုင်ပြည်နယ်မကွေးတိုင်းရန်ကုန်တိုင်းအေရဝတီတိုင်းပဲခူးတိုင်းနေပြည်တော်မန္တလေးတိုင်းနဲ့စကိုင်းတိုင်းအောက်ပိုင်းရှမ်းပြည်နယ်တောင်ပိုင်းနဲ့အရှေ့ပိုင်းဒေသတွေမှာမိုးအထင်အင်းမှမိုးများနိုင်ပါတယ်။ မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေတင်းနှာရီတိုင်းဒေသကြီးနှင့်ကရင်ပြည်နယ်တို့တွင်မိုးတိမ်တောင်များဖြစ်ထွန်းလျက်ရှိပြီးအဆိုပါမိုးတိမ်တောင်များရွေလျားရာနေရာတလျှောက်တွင်မိုးရွာသွန်းခြင်းနှင့်အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးကြိုးပစ်ခြင်းလျှက်စီးလက်ခြင်းနှင့်မိုးတိကျွေခြင်းစသည့်မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်ပါသဖြင့်ကြိုတင်သတိပြုနိုင်ပါယံအကြံပြုအပ်ပါသည် မြမပင်လေပင်လှိုင်းနေငယ်မှာလှိုင်းတင်တင်ရှိမီလှိုင်းမြင့်မှာမြမကံယိုတန်းတစ်လျှောက်နှင့်ကန်းလွန်ပင်လေပင်တို့တွင်၄ပေမှ၈ပေခန့်ရှိနိုင်ပါသည်။နောက်နှစ်ရက်အတွက်ခံမှန်းချက်ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအထက်ပိုင်းအေရဝတီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကချင်ပြည်နယ်၊ကယားပြည်နယ်၊ကရင်ပြည်နယ်၊ချင်းပြည်နယ်၊မွန်ပြည်နယ်နှင့်ရှမ်းပြည်နယ်တို့တွင်နေရာကျကျမိုးထစ်ချုံရွာမီ နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်မနှက်ဖြန်မွန်းတဲ့ချိန်ထိခံမှန်းချက်တရင်တင်းတင်းဖြစ်ထွန်းပြီးမိုးထစ်ချုံ၍နေရာကွက်ကြားမိုးရွာမီရွာရံရာနှုံး80ဖြစ်ပါသည်ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်မနှက်ဖြန်မွန်းတဲ့ချိန်ထိခံမှန်းချက်တရင်တင်းတင်းဖြစ်ထွန်းပြီးမိုးထစ်ချုံ၍နေရာကွက်ကြားမိုးရွာမီရွာရံရာနှုံး80ဖြစ်ပါသည် မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်မွန်းတဲချိန်အထိခံမှန်းချက်တိမ်အတင်းတိမ်ဖြစ်ထွန်းပြီးမိုးထစ်ချုံ၍နေရာကွက်ကြားမိုးရွာမီရွာရံရာနှုန်း80ဖြစ်ပါသည်။နေဖီအားနေရဝန်းအချိန်ကြောင့်ဧပြီလ9ရက်မှစတင်၍၁၄ စိတ်ငားရဲ့အတွင်းရခိုင်ပြည်နယ်ချင်းပြည်နယ်မကွေးတိုင်းမန္တလေးတိုင်းစကိုင်းတိုင်းနေပြည်တော်ရှမ်းပြည်နယ်မွန်ပြည်နယ်ကရင်ပြည်နယ်ကယားပြည်နယ်စတဲ့ဒေသများအတွင်းနေရာစိတ်စိတ်နှင့်နေရာကွက်ကြားမိုးအတင်းအတင်းမှမိုးများနိုင်ပါမယ်။မိုးလေဝသတရင်တွေကိုအချိန်နှင့်တပြေးညီ သိရှိရဖို့ကျမတို့ရဲ့ channel လေးကို subscribe လေးလုပ်ထားပြီးအတစ်တင်တိုင်းသိရဖို့အတွက်ဘေးနားကခေါင်းလောင်းလေးကိုနှိပ်ထားပေးပါနော်။